မင်္ဂလာပါမျိုးရိုးကြီးမင်္ဂလာပါရှင့် ာပါရှင်မင်္ဂလာပါမျိုးတို့ရေမင်္ဂလာပါကျမအဲမဘူးသူလေး live လွှင့်ဘူးလားဆိုပြီးတော့မင်းနေကြတဲ့သူတွေရှိတယ်အဲအနေနဲ့ကနေပြီးတော့တနေ့တနေ့ပေါ့နော်ကျမကိုအဲလက်ရှိနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးအခင်းချင်းအပြောင်းလဲဘလို့ဖြစ်မလဲဆိုပြီးတော့အဲဖုန်းဆက်ပြီးတော့မေးကြတဲ့အမျိုးတွေရှိတယ်အဲအမျိုးတွေအားလုံးအတွက်ဒီ లైవ్ လေးကိုနှိမ့်လိုက်တာပါ లైవ్ နှိမ့်စရာအကောင်းမရှိဘူးအကောင်းပေးတယ်ကိုင်းကဆိုင်ကိုကျေးဇူးတင်ပါတယ်ရှင်အာမောလား ဟုတ်ကဲ့မင်္ဂလာပါ။ကျမဒီနေ့ live play ရဲ့ကောင်းစဉ်လေးကိုတော့ကြော်တလားဟေးမောင်တို့ရေလို့အမိပေးထားပါတယ်။ဟုတ်ကဲ့မင်္ဂလာပါရှင်။ဟုတ်ကဲ့ပါမင်္ဂလာပါ။တင်ကြလား။ Full up ။ဟုတ်ကဲ့မင်္ဂလာပါရှင်။ တကယ်ရန်ကုန်မှာလား28ရက်နေ့တွေ့မယ်နော်အန်တီအီဆိုဟုတ်ကဲ့28ရက်နေ့တွေ့မယ်ဟုတ်ကဲ့ရှင့်မင်္ဂလာပါညီမညီကကိုဆိုင်ပြောထားလို့ဟုတ်ကဲ့မင်္ဂလာပါရှင့်ပျော်သလားရေမျိုးတို့ရေလူကောင်းစင်ရင်လေးပေးထားပါတယ်အဲဒီနေ့မနေ့အခုမနေ့စံတော်ချိန်တည်င်းစာမှာကျွန်မတနေ့တခုဖတ်လိုက်ရတယ်စံတော်ချိန်တင်းစာမှာဒီခါမျိုးပါတီရနေပြီးတော့ရွေးကောက်ပွဲကော်မရှင်ရေကန့်ကွက်လာတင်ထားတာဒီနေ့လက်ခံလိုက်ပြီဆိုတဲ့သတင်း ဖတ်လိုက်ရပါတယ်ရှင်တစ်ဆက်တည်းမှာပဲအဲရွေးကောက်ပွဲကပြီးသွားပြီအခုလက်ရှိနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီးတော့အဲပျော်ရမှာလားဝမ်းနည်းရမှာလားတချို့ကြတော့လည်းပဲဒီမနေရပါတော့နော်အဲ20 23ရက်နေရ23ရက်နေရ NLD ပါတီကအဲ55ရက်ပြည့်ပြီးသွားတဲ့အခါကျတော့တို့တောက်ခနဲ့ရှောက်တန်နေတရှင်းနေနဲ့ဖွင့်နေကြလို့မေးကြတဲ့အမျိုးတွေအတွက်ပါရှင်ဟုတ်ကဲ့ပါ အော်ကိုငှဆိုင်ပြီး follower များလိုက်တာဖားမှာလေဟုတ်ကဲ့အတန်ကြာလားမသိဘူးရှင်ဟုတ်ကဲ့ပါရွေးကောက်ဖွဲ့ကိုမရှင်ကို ပြခံမြို့ပါလေးကနေကန်းကွက်လာတန်တာကိုဒီနေ့လက်ခံလိုက်ပါတယ်။အဲနောက်တစ်ခုကပြခံမြို့ပါလေးဥက္ကရာဥတန်းသေးကိုပေါ့နော် NLD ပါတီကနေပြီးတော့ကန်းကွက်လာတင်ထားတယ်။အဲဒီရွေးကောက်ပွဲအတွင်းမှာအဲမဲဆွေရဲ့စီယုံနဲ့ကမှာဘာသာရေးကိုနော်ဘာသာရေးနဲ့ပတ်သက်တာရေးလူမျိုးရေးနဲ့ပတ်သက်တာရေးထည့်ပြောလို့ဆိုပြီးတော့ ဦးတန်းထင်းကို NLD ပါတီကကန့်ကွက်လာတင်ထားပါရဲ့ဒါဆိုရင်ဒါမရှိဘူးဟိုစိတ်ပူရမယ့်အနေအထားမျိုးလည်းမဟုတ်ဘူးတကယ်လည်းတရားစွဲကြရေးဆိုလို့ရှိရင်လက်ရှိ NLD ပါတီဥက္ကဋ္ဌဒေါ်ဆန်းစုကြည်ရဲ့လက်ရှိနိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့အဲမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဆောင်မြင့်မောင်ရဲ့အဲပြီးလို့ရှိရင်မြို့သားလွတ်တော်ဥက္ကဋ္ဌရဲ့ပြည်သူလွတ်တော်ဥက္ကဋ္ဌရဲ့ကိုတရားစွဲရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါ စစ်ချင်းနဲ့စပစ်တာအရင်ကောင်းနေဟုတ်ကဲ့ရှင်ကျွန်တော်ပြောပြမယ်အခုတန်သေးကို NLD ကနေကန့်ကွက်လာတင်လို့ရှိရင်ဒီဟန်ပြောတဲ့လူတွေကလည်းပြန်ပြီးတော့ကန့်ကွက်လာတင်ပါပါတီဆိုင်ကလည်းပြီးလုံနိုင်တဲ့အတိုင်းနာနဲ့လုပ်ပါအဲဘာလို့လုံရမလဲဆိုဟုတ်ကဲ့ဆက်ရှိရရှိလာ2020ရဲ့နေ့ကနော်နိုင်ငံရေးပါတီတွေကိုဒီမှာရွက်ကောက်ပွဲကော်မရှင်ရမယ်ဆိုစီရင်ခွင့်ပြုလိုက်တဲ့အခါမှာအဲ့ဒီနေ့က NLD ပါတီကနေပြီးသူတို့ပါတီအောင်နာရေးကော်မရှင်ဖွဲ့စည်းပြီးတော့ သူတို့တရားဝင်ထုတ်ပြန်တယ်အဲ့ဒီမှာ၈လ18ရက်၈လ2020ရက်နေ့ကထုတ်ပြန်တဲ့ NLD ပါတီရဲ့အောင်လိုင်းကော်မရှင်ထဲမှာလက်ရှိအဲတမရထက်ကနေပြီးတော့ဥပဒေပြေအုပ်ချုပ်ရေးတရားစီရင်ရေးဆိုတဲ့နော်ပြတ်တော်ထက်မှာတမရရှိတယ်တမရထက်ကနေပြီးတော့ဥပဒေပြေအုပ်ချုပ်ရေးတရားစီရင်ရေးမန်တိုင်း၃ရက်ကိုချုပ်ကင်ထားရတော့ဆန်းစုကြည်ကအဲ NLD ပါတီရဲ့ရွေးကောက်ပွဲအောင်လိုင်းကော်မရှင်မှာဥက္ကဋ္ဌလုပ်တယ်ဟုတ်ကဲ့လက်ရှိနိုင်ငံတော်တမရဦးဝင်းမြင့်က ဲ့ဒီ NLD ပါတီရန်နာအောင်20ရွေးကောက်ပွဲအောင်နိုင်ရေးကော်မရှင်မှာအဲသူကဒုတိယဥက္ကဋ္ဌအဲအတွင်းရေးမှုလုပ်တယ်အတွင်းရေးမှုဒုတိယဥက္ကဋ္ဌလုပ်တယ်အတွင်းရေးမှုကမနေ့တန်းဝင်ကြီးရောဒေါက်တာဆောင်မြင့်မောင်က2020 NLD ပါတီရွေးကောက်ပွဲအဲအောင်နိုင်ရေးကော်မရှင်မှာအတွင်းရေးမှုလုပ်တယ်နောက်တစ်ခုဒီပြည်သူ့လွတ်တော်ဥက္ကဋ္ဌပါတယ်အမျိုးသားလွတ်တော်ဥက္ကဋ္ဌပါတယ်တိုင်းနေသားကြီးတွေမှာရှိတဲ့ဝင်ကြီးချုပ်တွေလည်းပါတယ်ဟုတ်ကဲ့ပါရှင် ဒါကဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်64မှာရှိတယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖတ်တဲ့လူသိမှာဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်64မှာနိုင်ငံတော်တမနာနဲ့ဒုတမနာများဒီညီတိပါတီဝင်မှမဖြစ်စေရနိုင်ငံတော်တမနာနဲ့ဒုတမနာတွေကဘယ်ပါတီဝင်မှမဖြစ်ကြဘူးပါတီဝင်ဖြစ်လို့ရှိရင်လည်းနိုင်ငံတော်တမနာနဲ့ဒုတမနာရာထူးစပြီးတော့တာဝန်ယူတဲ့အချိန်မှာအဲ့ဒီဝင်ထားတဲ့ပါတီအလုပ်တွေကိုရပ်ဆိုင်းရမယ်နှုတ်ထွက်ရမယ်ဆိုပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်64မှာအတီလင်းပြဋ္ဌာန်းလာတာရှိပါတယ် ကျမတို့နိုင်ငံသူနိုင်ငံသားတွေကဖွဲ့စည်းပုံချင်းကဥပဒေပုံမှာ384မှာပါတယ်နိုင်ငံသူနိုင်ငံသားတွေဒီဖွဲ့စည်းပုံချင်းကဥပဒေပါပြဋ္ဌာန်းချက်တွေကိုလေးစားလိုက်နိုင်ရမယ်ဟုတ်ပြီကျမတို့ပြည်သူတွေကဖွဲ့စည်းပုံချင်းကဥပဒေမှာပါတယ်ဥပဒေကိုလေးစားလိုက်နိုင်ရမယ်ဆိုရင်နိုင်ငံတော်တမန်တော်နဲ့ဒုတမန်တော်ကြတော့ဖွဲ့စည်းပုံချင်းကဥပဒေမှာပါတယ်တည်ဆဲဥပဒေကိုမလိုက်နိုင်ရတော့ဘူးလား ဒါဆိုလို့ရှိရင်အခုလက်ရှိနိုင်ငံတော်တမနာဒုတမနာမလေးလုံးမလေးလန်းဝီကြီးတို့ဇုံမြင့်မောင်မြို့သားလူတို့ဥက္ကရာပြည်သူလူတို့ဥက္ကရာတမနာဥဝင်းမြင့်တို့ဒီဖွဲ့စည်းပုံအခြေခံဥပဒေပါတည်ဆဲဥပဒေတို့ဖောက်ဖြောက်ဖြက်ပြီးတော့ပါတီရဲ့90ရွေးကောက်ပွဲမှာ NLD ပါတီရဲ့အောင်နိုင်ရေးကော်မရှင်ထဲမှာပါဝင်ခဲ့တာဖြစ်တဲ့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လုံးဝမညီပါဘူး။ဒါကိုပါတီတွေအနေနဲ့ဒီခိုင်မျိုးပါတီအပါဝင်နိုင်ငံရေးပါတီတွေကပြန်ပြီးတော့တရားစွဲပါ။ဟုတ်ကဲ့ပါရှင်။ ပြန်ပြီးတော့တရားဆွဲရမှာဖြစ်ပါတယ်။အဲဦးတန်းထီးကဒီရွက်ကပွဲဒီမဲဆွဲစီယုံကမှာဘာသာရေးကိုအကြောင်းပြပြီးလို့ဆွဲလို့ကန့်ကွက်လာတင်တယ်ဆိုလို့ရှိရင်သူတို့ကကန့်ကွက်လာတင်ရုံပဲရမယ်။ဒီဖွဲ့စည်းပုံအခြေခံဥပဒေပါပုံမှာ64အတိုင်းပဲတမရဥဝင်းမျိုးတရားဆွဲမယ်ဆိုရင်သူဒီကျင်းသေးပေါ့ကျင်းသေးပေါ့ပြပရေးယူခံရမှာဖြစ်တယ်။တမန်ဦးမြင့်ကုသူနိုင်ထားတဲ့နေရာနေပြန်ပြီးရှုံးမယ်။ဘာလို့ဆိုလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ပြဿနာချက်တွေနဲ့မကိုက်ညီလို့ဒီနိုင်ငံမှာနေမယ်။ ဒီနိုင်ငံမှာနေပြီးဒီလူမျိုးတွေအုပ်ချုပ်လို့ရှင်ဒီနိုင်ငံကဥပဒေကိုလေးစားလိုက်နာဖို့လိုတယ်။နိုင်ငံသူနိုင်ငံသားတွေကဥပဒေကိုလိုက်နာရမယ်။ဆိုထိုနည်းသူသာပဲနိုင်ငံတော်သမ္မတဒုသမ္မတနေရာလဲပို့ပြီးတော့ဥပဒေကိုလိုက်နာရမယ်။ဒါမဲ့လက်ရှိနိုင်ငံတော်သမ္မတဦးမြင့်ဒီတိဆက်ဥပဒေကိုမလိုက်နာဘူး။တိဆက်ဥပဒေကိုစန့်ကျင်နေတယ်။ ။နန်ဒီပါတီကဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်နဲ့လက်ရှိနိုင်ငံတော်သမ္မတဦးဝင်းမင်းတို့ဟာတိစဲဥပဒေကိုစန့်ကျင်နေတဲ့ဥပဒေဖောက်ပြတဲ့သူတို့ဖြစ်တယ်။ဒါကြောင့်မလို့ဥပဒေကိုမလိုက်နာတဲ့သူတွေကိုဥပဒေရအရေးယူရမယ်ဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်64ရာသူတို့ကိုတရားစွဲရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါအဲ့ဒါပျော်တလဟဲ့မျိုးတွေလို့ခေါင်းစဉ်လေးတေးထားရပါတယ်နံပါတ်1เนาะဥဒန်ထွေးကိုကန့်ကွက်လာတင်မယ်ဆိုရင်သမဏဝင်းမြင့် ဒေါ်ဆန်းစုကြည်မင်းရောင်ဝင်ကြီးကျုံဇော်မြင့်မောင်သူတို့ကိုဖက်သီးပေါ်ချေခံဥပဒေပုံမှန်64နဲ့ညီလို့တရားပြန်ဆွဲရမယ်တရားပြန်ဆွဲလို့ရတယ်တရားဆွဲမယ်ဆိုလို့ရှိရင်လည်းသူတို့တွေဒီတရားဥပဒေရအရေးယူခံရမှာဖြစ်တယ်ပြောသလားမျိုးတို့ဟုတ်ကဲ့မင်္ဂလာပါ ဟုတ်ပါတယ်ရှင်ဒါတက်ရောက်မှုလည်းမှာတံမြန်တက်ရောက်မှုရှိတယ်ဆိုတော့ပြောတာပါဒါကြောင့်မလို့နံပါတ်1အနေနဲ့မျိုးတွေပြောရမယ်ချက်တစ်ချက်ကနော်ပြောရတော့မှလားမဘူးတူလေးရေးဆိုပြီးတော့မေးလာတဲ့အမျိုးတွေအတွက်ပြောရမယ်ချက်တစ်ချက်ကလက်ရှိသမရဥပဒေတရားစွဲခံရမယ်လက်ရှိနိုင်ငံတော်သမရဥပဒေတရားစွဲခံရမယ်လက်ရှိအနေဒီပါတီဥက္ကဋ္ဌဒေါ်ဆိုင်စုကြည်တရားစွဲခံရမယ်လက်ရှိမနေ့ကတည်းကဝန်ကြီးချုပ်ဒေါက်တာဇော်မင်းမောင်တရားစွဲခံရမယ်လက်ရှိဒုသမရဥဟန်နီဘန်ဟုတ်ကဲ့ဖုန်းလာနေလို့ကျွန်မလိုက်ပြတ်သွားတာ နိုင်ငံတော်သမ္မတဒုသမ္မတဦးဟန်နီဗန်တီကိုလျှောက်ဆွဲခံရမယ်။ဘာလို့လဲဆိုလို့ရှိရင်မဲပေးတဲ့နေ့ကဦးဟန်နီဗန်တီကသူ့ရဲ့အင်ဂျီမှာ NLD ပါတီဒစိုက်ကိုယင်ထိုးပြီးတော့မဲလာပေးတယ်။မဲရုံနဲ့ခိုင်ငါရာကျွဲမှာပါတီရဲ့မှတ်သား၃ခွင့်မရှိဘူးလို့ရေကောက်ဘွဲကော်မရှင်ကနေဥပဒေပြဋ္ဌာန်းကြတာရှိတယ်။ဒါပေမဲ့နိုင်ငံတော်သမ္မတဒုသမ္မတဦးဟန်နီဗန်တီကမဲလာပေးတဲ့နေ့မှာ NLD ပါတီ အမှတ်တသိကိုရင်ထိုးပြီးမဲလာပေးတယ်။သူဒီရွက်ကောက်ပွဲဆိုင်ရာနေဥပဒေနဲ့ညှိနေတယ်။ဒါကြောင့်မလို့အဲ့ဒီလူတွေအကုန်လုံးတရားစွဲခံရမယ်။တရားစွဲခံပြီးဥပဒေအရအပြစ်ပေးရအပြစ်ပေးခံရမယ်။နံပါတ်1အမျိုးတွေပြောရမယ်ချက်တစ်ချက်ကဒါပါပဲ။နော်။ခေါင်းမိုးဖြိုးရင် အကုန်ဖြိုးတယ်။အဓိကကခေါင်းမိုးဖြိုးရမှာ။ခေါင်းမိုးဖြိုးရင်အကုန်ဖြိုးတယ်။အဲ့ဒီပါတီဆိုတာဒေါ ང་ ဆန်းစုကြည်တယောက်တည်းပေါ်မှာမိခိုပြီးတော့ရှင်းတန်းရက်တည်နေရတဲ့အသင်ဒါကြောင့်မလို့ဒေါ ང་ ဆန်းစုကြည်ဒုသမရာသမရာဒုသမရာမျိုးသားလူတော်ကပြည်သူလူတော်က သူတို့တွေဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီလို့တရားစွဲခံရပါမယ်နံပါတ်1မျိုးတွေပြောလိုက်တော့မျိုးတွေပြောလို့ရပြီသူတို့တွေတရားစွဲခံရတော့မယ်ဟုတ်ကဲ့ပါရှင့်ဟုတ်ကဲ့နောက်တစ်ခုနိုင်ငံရေးအပြောင်းအလဲကဘယ်လိုဖြစ်နိုင်လဲဆိုတော့အခုပေါ့နော်အဲတက်မတော်ကနေပြီးတော့အဲဆေးဟုတ်ချိုးရေးပဲယူမယ်အဲတမတော်အာနာသိမ့်မယ်ဆိုရင်အနေထားမျိုးတွေနဲ့မေးနေကြတာရှိတယ်တမတော်ကအာနာသိမ့်မှာမဟုတ်ဘူးစေအုပ်ချုပ်ရေးလည်းယူမှာမဟုတ်ဘူးအရက်ဖတ်အုပ်ချုပ်ရေးယူမှာပဲဒီ အခုလက်ရှိအနေအထားအရရွေးကောက်ပွဲကော်မရှင်ကလိုအပ်တဲ့ SRS အတန်းတွေမဲဆေုံတွေမှာပြန်ပြီးတော့စစ်ဖို့တက်မလို့ကတောင်းတယ်ယူရေးစီကမပေးဘူးယူရေးစီကဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အချက်အလက်တွေကတိုးတိုးရှိမှရှိရလို့ပဲထင်တာတကယ်ဆိုရင်မြန်မာနိုင်ငံမှာလူကြီးဘယ်လောက်ရှိရသကောင်စင်းရဘယ်လောက်၁၈နှစ်ပြည့်ပြီးတဲ့လူကအသက်၁၈နှစ်ပြည့်ပြီးတဲ့လူကဘယ်လောက်နော်မပုံနေရှိတဲ့လူကဘယ်လောက်ဆိုတော့လိုအပ်တဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ကျမတို့ပြည်သူတွေမှာဩသကောင်းစင်းရဘလို့ရှိမယ်တက်ဆက်ရှင်နေပြည့်တဲ့လူကဘလို့ရှိမယ်မှတ်ပုံနေရှိတဲ့လူကဘလို့ရှိတယ်ဆိုရင်အဲ့ဒီအချက်လက်တွေအကုန်လုံးကတမန်တော်မှာရှိပါတယ်လောင်ဝကလူဝင်မှုကြီးကြပ်ရေးမှာရှိတယ်နော်ထွေဥတည်မြို့နဲ့ရဲကြီးတွေမှာအဲ့ဒီအချက်လက်တွေရှိတယ်ရေကောက်ဝဲကော်မရှင်ကမပေးတီတိုင်အောင်အဲ့ဒီအချက်လက်တွေကိုတမန်တော်မှာရှိတယ်ပြည်ရေးရေးမှာရှိတယ် ဒါကြောင့်မလို့အခုပြည်သေးကြီးကနေဆက်လိုက်တယ်တမဲယုံ၄ယုံနော်တမဲယုံ၄ယုံမှာဆက်တယ်အောင်မြေသာဆန်းပျော်ပွဲတနားရမဲသိင်းအဲ့ဒီ၄မျိုးနဲ့မှဆက်လိုက်တာကမဲအရင်အတွက်ဘလောက်กว่าလဲမဲမတန်မာမှုမဲလိမ်မဲခိုးမှုက9436ခုရှိတယ်။ကျင်းသေးပေါင်းအဲ့ဒီမျိုးနဲ့၄မျိုးနဲ့မှအခုတက်ကဆက်လိုက်ပြီဖြစ်တဲ့အတွက်တကယ်ဆိုရင်ရွေးကောက်ပွဲကော်မရှင်ကိုတာဝန်ခံရမှာတမန်လား တမနာကနေပြီးတော့ရေကောက်ဝဲကော်မရှင်ကိုအခုတက်မတော်ကစွစွေးလိုက်တဲ့၄မြို့နယ်မှာเนาะတက်မတော်ကဒီမှာမဲပေါင်း9000 4300 6000မဲกว่าနေတယ်လို့ပြောတယ်ဒါကို UEC နေနဲ့ပြန်ပြီးတော့စစ်ပေးပါဆိုပြီးတော့တမနာကနေညွှန်ကြားရမယ်ဒါမဲမဲတမနာဝင့်မြာပါဇက်ပါဇက်ပိတ်နေတယ်တခွန်းမှမဟာဘူးအဲ့လိုပဲရေကောက်ပဲကောမကြုတ်ခါကဥလာသိမ့်ရလဲတက်မတော်ကပြောလာပြီအာနာဆိုတာတနက်ပြောင်းသွားလာတယ်ဆိုတဲ့စကားတိတ်မှန်တယ် နော်တမရုံကပြောနေပြီတမရုံကစင်းရင်အတိကြနဲ့ဒီမျိုးနဲ့ဒီမျိုးနဲ့ဒီမဲလေးရုံမှာစင်းရင်နေမဲပေါင်း9400ကျော်กว่าနေပြီလို့ပြောလာတဲ့အတွက်ဥလာသိရနေပြီးတော့အဲ့ဒီမဲစင်းရင်ကိုပြန်ပြီးစစ်ပြရမယ်တာဝန်ရှိတာပဲဒါပေမဲ့ရွေးကောက်ပွဲကော်မရှင်ဥလာသိရလည်းတခွန်းမှမပြောဘူးရွေးကောက်ပွဲကိုကော်မရှင်ကိုတာဝန်ယူရတယ်တမရကလည်းတခွန်းမှမပြောဘူးရင်းကုန်နှုတ်ပိတ်နေပြီးတော့ဘသူကထပြောလဲဆိုရင် NLD ပါတီအာနာယပါတီရဲ့ NLD ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညင်ဝါထပြီးတော့ပြောတယ်။တက်မတော်ကိုပြောတယ်။တက်မတော်ရဲ့အချက်လက်တွေကခိုင်လုံမှုမရှိဘူးလို့ပြောတယ်။ဒါဟာအိုးလုံပြီးအုံပွင့်တာပဲ။တိတ်နေတာတခုကတော့ဒီရွေးကောက်ပွဲမှာရွေးကောက်ပွဲကော်မရှင်ရဲ့တမနာရဲ့ဘောမှာ NLD ပါတီရဲ့ဘလောက်ထိလွှမ်းမိုးထားလဲဆိုရင်အခုဒေါက်တာမျိုးညင်ပြောတဲ့စကားလုံးတွေကတက်သေးသေးပါပဲ။ဒါကြောင့်မလို့မျိုးတွေနဲ့နောက်တစ်ခုပြောမယ်အချက်တစ်ချက်ကိုကျွန်မပြောမယ်။နောက်တစ်ခုပြောမယ်အချက်တစ်ချက်ပြောမယ်။အခုတက်မတော်က၄နေရာမှာ တမဲရုံလေးရုံမှာစစ်ပြီးအဲ့ဒီလေးရုံမှာမဲတွေကိုပြန်ပြီးစစ်လို့ရှိရင်အဲ့ဒီကတောင်ဝင်ယူတဲ့ရွေးကောက်ပွဲကော်မရှင်ကြီးထောင်ကြရမယ်ဖမ်းခံရမယ်ထောင်ကြရမယ်အဲ့ဒီမျိုးနယ်မှာနိုင်မိသားလူတွေပြန်ရှုံးမယ်ဒါတရားနီးလန့်ကြပဲနောက်တစ်ခုပြောရတော့မယ်ချက်နော်ဟုတ်ကဲ့ပါเนาะအဲ အခုအခုပေါ့နော်အာသူတို့ကဒါဖနဲ့တန်တချင်းနေဖွင့်နေလို့ဟိုစိတ်တွေညစ်နေပြီစိတ်ဆင်းနေရဲနေလို့ပါဟိုဘာတွေလုပ်ရမလဲမသိတော့ပါဘူးဆိုတော့အမျိုးတွေစိတ်မညစ်နဲ့ခွေးယူကောင်းစားရင်တမွန်တယ်ပဲခွေးယူကောင်းစားရင်တမွန်တယ်ပဲသူတို့ရေအကုန်လုံးတရားစွန့်ခံရတော့မယ်သူတို့ရေအကုန်လုံးဖမ်းခံရတော့မယ်ဘသူတွေလဲဆိုရင်ဖွဲ့စည်းပုံချဲကဥပဒေပုံမှန်64ကိုဖောက်ပြတ်တဲ့နိုင်ငံတော်တမရတမရရဲ့ဒုတမရရဲ့မလေးလဲဝင်ကြီးချုပ်အဲ့ဒီဘာဒီယိုဂရာဒေါ်ဆန်းစုကြည်ကျင်းတဲ့ပေါ့သူတို့ကို တို့ကိုတရားစွဲလို့ရတယ်တရားစွဲပြီးတို့ကိုအရေးယူပြီးရတယ်နံပါတ်1အမျိုးတွေပြောရမယ်နောက်တစ်ခုကတော့အခုတမဲယုံကတက်က၄နေရာမှာစစ်တယ်၄နေရာတည်းတင်စစ်မှာမဟုတ်ဘူးတမတော်မဲယုံ218ယုံမှာအကုန်စစ်မှာစစ်လို့ရှိရင်အဲ့ဒီများအလူတွေအကုန်လုံးရွေးကောက်ပွဲကော်မရှင်မှာတာဝန်ယူတဲ့လူတွေအကုန်လုံးအခမ်းအခမ်းရမယ်နံပါတ်1အမျိုးတွေပြောမယ်နောက်တစ်ခုကအဓိကအရေးကြီးတဲ့ချက်တွေကိုကျွန်မပြောပြမယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာနော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကျွန်မပြောပြမယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုမကြိုက်လို့ရတယ်မလိုက်နာလို့မရဘူးဘောပါလားဖွဲ့စည်းပုံအခြေခံဥပဒေကိုမကြိုက်လို့ရတယ်မလိုက်နာလို့မရဘူး NLD ပါတီဆိုရဖြစ်လာတာဖွဲ့စည်းပုံအခြေခံဥပဒေရဒီဥပဒေကိုမကြိုက်ဘူးဆိုရင်ဒီဥပဒေဘောင်တွင်းရနေပြီးပြင်လို့ရမယ်ဥပဒေဘောင်ကိုလွန်ဆန်လို့မရဘူးဥပဒေဘောင်လုံးဆန်းလို့မရဥပဒေကိုဖောက်ဖျက်ခြင်းဥပဒေနည်းရပဲရေယူခံရမှာဆိုတော့မြဲမြဲမှတ်ထားပါမြဲမြဲမှတ်ထားပါဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန် ၄၁မှာပါတယ်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုမတရားသောအတ္တမနီးနဲ့တိမ့်ပိုက်ဖို့စ조사လာရင် နိုင်ငံတော်သမ္မတကဥဆောင်ပြီးတော့အနုသားကကွယ်နဲ့လုံချောင်ရေးကောင်စီခေါ်ခွင့်ရှိသည်ဆိုတာပုံမှန်၄၁၉မှာပါတယ်။ဒါပေမဲ့အခုလက်ရှိနိုင်ငံတော်သမ္မတကိုယ်တိုင်ကက NLD ပါတီရဲ့လက်အောက်ခံဖြစ်နေတယ်။ NLD ပါတီရဲ့လက်အောက်ခံဖြစ်ပြီးတော့သမ္မတကယူရီစီကိုရွေးချယ်တဲ့ယူရီစီနဲ့သမ္မတနယ်ကပလင်းတူပူးစိုးဖြစ်နေတဲ့အခါကျရင်ဖရီးဖို့ချိန်ကဥပဒေပုံမှန်၄၁၈မှာနော်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုအဲ့လိုမျိုးအတင်းအဓမ္မမတရားတဲ့နည်းနဲ့ရယူဖို့စူးစမ်းလာလို့ရှိရင် နိုင်ငံတော်သမရကနေပြီးတော့နိုင်ငံတော်ရဲ့ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးဆိုတဲ့အဓိကမန်နိုင်ကြီး၃ရက်ကအာဏာကိုတမတော်ကာဝယ်ရေးဦးစီးချုပ်ကိုလွှဲပြောင်းပေးအပ်ရမည်ဆိုတာပါတယ်။အဲ့ဒါမျိုးတွေသဘောပေါက်လား။နောက်တစ်ခုအမျိုးတွေပြောရမယ်အချက်တစ်ချက်ကပြောပြမယ်။ပေါ်စီပေါ်ချင်းကဥပဒေပုံမှန်438အရာနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်မန်နိုင်၃ရက်လုံးကိုတမရက တမနာလက်ရှိတမနာကနေပြီးတော့တမတော်ကာကွယ်ဦးကြီးချုပ်ကိုပေးကိုပေးရတော့မယ်။ဘာလို့လဲဆိုလို့ရှိရင်နိုင်ငံတော်ရဲ့အာဏာကိုနော်နိုင်ငံတော်ရဲ့အာဏာကိုအတင်းအဓမ္မမဲလိမ်မဲခိုးတဲ့စနစ်နဲ့ရယူပြီးတော့အတင်းအဓမ္မစိုးစားတာဖြစ်တဲ့အတွက်ဖွတိဖို့ချိန်ကဥပဒေပုံမှန်မှာပါတဲ့410ရှိရတမနာကအဲ့ဒီလုံပိုင်ခွင့်အာဏာကိုတမတော်ကာကွယ်ဦးကြီးချုပ်ကိုပေးရတော့မယ်။မပေးလို့မရဘူး။မပေးဘူးဆိုရင်ဖွတိဖို့ချိန်ကဥပဒေပုံမှန်40ကားငယ်မှာ40ကားငယ်မှာပါမယ်။ 20အစားလုံးမှပါမယ်တမတော်ကာကွယ်ဦးစည်းချုပ်ဒီ40ကားငယ်မှာနိုင်ငံတော်အာဏာကိုနိုင်ငံတော်အတွက်လိုအပ်လို့ရှိရင်ဖွဲ့စည်းပုံခြေကဥပဒေအရနိုင်ငံတော်အာဏာကိုရယူသွန်းဆွဲခွင့်ရှိသည်ဆိုတာပါပါတယ်ဟုတ်ကဲ့ပါရှင်နေမျိုးဒီရုပ်နဲ့ဒီပညာရေးရှင်းပြောနေတယ်မဘုဒ္ဓပညာဗလက်တော့လေလာမမင်းနဲ့ခမရတို့အခုရွေးချယ်ထားတဲ့ NLD ပါတီရလှုပ်တော့ကိုယ်တည်းလေအမတ်ဘလောက်တက်လဲဆိုတာသိလား မရေနောင်းနှစားငါဝင်ပါပြီတဲ့ဟုတ်ကဲ့ပါရှင်ပြောလို့ရပြီလားတဲ့အရင်ပြောပြလိုက်မယ်ပြောလို့ရပါပြီပြောပါတော့အခုပြောမယ်အချက်တည်းကဘာတွေလဲဆိုတော့အခု جماعه တစ်ချက်ချင်းညီပြောပြနေတယ်အခုမျိုးတို့လာပြီးတော့ဒဇွန်းတယောက်ကလာပြီးတော့မေးရင်လဲ جماعه အခုပြောတဲ့အချက်တည်းကြပြောပြပါပထမအချက်ကတို့တို့တရားစွဲခံရမယ် เนาะသူတို့လေတရားစွဲခံရမယ်နံပါတ်နှစ်ချက်ကြလို့ရှိရင်အခုရွက်ောက်ပဲအဲမဲလိမ်မဲခိုးတို့တက်ကမဲယုံဒီမှာပြန်စစ်တယ်ပြန်စစ်တာဖြစ်တဲ့အတွက်အဲ့ဒီမဲလိမ်မဲခိုးတွေမဲမတောင်မှမှုတွေလောက်ထားတဲ့ရွက်ောက်ပဲကော်မရှင်ကလူတွေအကုန်လုံးဖမ်းဆီးခံရမယ်အရေးယူခံရမယ်အဲ့ဒီအဲ့ဒီနည်းမြေတွေမှာမဲဆန္ဒတွေမှာမတရားတဲ့နီးနဲ့နိုင်ငံတော်ရဲ့အာဏာကိုရယူဖို့စူးစမ်းတဲ့လူတွေအဖမ်းခံရမယ်တရားစွဲခံရမယ်နံပါတ်နှစ်အချက်ကနံပါတ်၃ချက်ကတမရောကာကွယ်ရေးဦးစီးချုပ်ကိုအာဏာလွှဲပြောင်းရမယ်လို့ဖွဲ့စည်းပုံခြေခံဦးတွေမှာပါတယ်။အမျိုးတွေအဲ့ဒီချက်၃ချက်နဲ့ပြောလို့ရပါတယ်။ တင်းသေးပေါ့တင်းသေးတဲ့အချက်တစ်ချက်ကျွန်မပြောလိုက်မယ်တရားမှတ်ထားပါဖုန်းဆက်ပြီးလာလာမေးကြတဲ့အမျိုးတွေဒီနေ့အယောက်90လောက်ဖုန်းဆက်ပြီးမေးတဲ့အမျိုးတွေကျွန်မအချက်တစ်ချက်တရားပြောပြမယ်အနယ်ဒီပါတီကြီးအခု2020 2025တက်တန်းအတွင်းမှာလုံးဝအစိုးရမဖြစ်နိုင်တော့ပါဘူး။ဘယ်လောက်ထိတည်ကြလဲဆိုရင်90%တည်ကြတယ်။ 90ရာခိုင်နှုန်းတည်ထားတယ်။ဘာလို့လဲဆိုတော့ NLD ပါတီကနိုင်ငံတော်ရဲ့အာဏာကိုအတင်းအဓမ္မရယူနည်းနဲ့စူးစမ်းနေတာဖြစ်တဲ့အတွက်အဲ့ဒီနိုင်ငံတော်အာဏာကိုတမတော်ကကွယ်ဦးစီးချုပ်ကလွှဲပြောင်းပြီးယူရမှာဖြစ်ပါတယ်။ကျင်းသေးပါ NLD ပါတီကအစိုးရမဖြစ်တော့ပါဘူး။ဘာလို့လဲဆိုတော့သူကနိုင်ငံတော်အာဏာကိုအတင်းအဓမ္မနည်းနဲ့ရယူစူးစမ်းနေလို့ပါ။ဟုတ်ကဲ့ပါရှင်။မင်္ဂလာပါညီမလေးဟုတ်ကဲ့ပါ။ဟွန်း။ဟာဟာ ဟုတ်ကဲ့ပါရှင်။ဒါမေးကြအောင်လဲ။နော်နော်ဘလူးဆက်ဖြစ်မလဲဆိုလို့ရှိရင်ဘလူးဆက်ဖြစ်မလဲဆိုရင်အခုကအခုတို့ကတကယ်တမ်းဆိုလို့ရှိရင်ရ60ပြည့်လို့ရှင်လွတ်တော်ခေါ်ရတော့မယ်ဒုတိယကျန်လွတ်တော်တတယ်နောက်ဆုံးလွတ်တော်ကျူးခေါ်ရမယ်လွတ်တော်မခေါ်နိုင်တော့ဘူးဘာလို့လဲဆိုလို့ရှိရင်အခုမဲလိမ်မဲခိုးမှုတွေကိုနော်ပြည်ခိုင်မျိုးပါတီကနေပြီးတိုင်ထားတဲ့မဲလိမ်မဲခိုးမှုဟာတင်1120တမှုရှိတယ်အဲ့ဒါတွေကိုဖြင့်ကိုရှင်းကိုဖြင့်ရှင်းပြရတော့မယ်ရွေးကောက်ပွဲကော်မရှင်က ရခိုင်ဖွဲ့ကော်မရှင်တရားဥပဒေကြီးကဖြည့်ရှင်းပေးမယ်ဆိုလို့ရှိရင်တော့နော်တို့နိုင်မင်းနဲ့နေရာတွေပြန်ရှုံးမယ်ဒါပေမဲ့တရားဥပဒေကြီးကတမဲတမဲကြကြရခိုင်ဖွဲ့ကော်မရှင်ကဖြည့်ရှင်းမပေးဘူးဆိုလို့ရှိရင်ဖက်တီဘုံအခြေခံဥပဒေရအာဏာရလာတဲ့သူတွေရဖက်တီဘုံအခြေခံဥပဒေကိုမလိုက်နိုင်ရင်လာရလန်းတိုင်းပြန်သွားရမယ်။ထောင်ထဲရလာတဲ့လူတွေထောင်ထဲကိုပြန်သွားရမယ်။မြောင်းထဲရလာတဲ့လူတွေမြောင်းထဲကိုပြန်သွားရမယ်။အဲ့ဒါလုံးဝတည်ကြတဲ့အချက်ပါပဲရှင်။ဟုတ်ကဲ့ပါ။ ကျော်တလားဟိမောင်တို့ရေဟုတ်ကဲ့အဲ့ဒါကြောက်လို့ရှိရင်အရင်တော်သွားပြီဟုတ်ပါတယ်ဒါကျွန်မပြောတဲ့စကားအတီးပါချင်းကျွန်မတော်လုံးစကားတွေကိုလိုက်ပြီးတော့မယုံပါဘူးเนาะအော်နောက်တစ်ခုအခုတင်းတစ်ခုလာလာမေးကြတယ်ဗာလဲဒီနေပြည်တော်မှာတာတမင်ခံရုံးမှာသူတို့လျှို့ဝှက်စည်းဝေးလုပ်တဲ့အခါမှာအဲတာမင်ခံကနေပြီးတော့ ဥလာသိန်းနဲ့ဥမြင့်နိုင်နဲ့ဟိုစူတယ်ဆိုတော့တရင်เนาะငါတော့ရင်နင်တို့ပါခေါ်သွားမယ်ဆိုပြီးတော့အဲ့ဒီတရင်တွေတက်နေတယ်ဟုတ်လားမဟုတ်ဘူးလားဆိုပြီးတော့ကျမကိုလာပြီးမေးကြတယ်မျိုးတွေရှိရဲ့အဲအဲ့လိုမျိုးပြောတာတွေဟုတ်တယ်မဟုတ်ဘူးဆိုတော့ကျမအတူမပြုတ်ဘူးဘာလို့ဆိုတော့ကျမနားနဲ့ဆက်ဆက်ကြတော့မဟုတ်လို့ဒါပေမဲ့လက်ရှိနိုင်ငံရေးအခြေအနေကတော့ကျင်းလေးပါရွေးကောက်ပွဲကော်မရှင် NLD ပါတီရောတရားစွဲခံရမှာဖြစ်ပါတယ်အာကတိ ် NLD party ဖြတ်သိမ်းလို့ရရလားဖြတ်သိမ်းလို့ရပါတယ် NLD party ဖြတ်သိမ်းလို့ရလားလို့ရတယ်ဘလို့ဖြတ်သိမ်းရမလဲဆိုရင်အခုဒီတိုင်းမဲစင်းနေတိုင်းသွားမယ်ဆိုရင်အခုခုံရုံးကနေပြီးတော့ဒီအမှုတွေအကုန်လုံးဖြေရှင်းပေးရမယ်တမရောကအာနာသိမ်းမှာမဟုတ်ဘူးကဲတမရောကအာနာသိမ်းမှာမဟုတ်ဘူးညမင်းတို့မဲလိမ်မဲခိုးတာတဲ့မင်းတို့ချင်းချင်းရှင်းဆိုပြီးတော့ သူတို့မဲလိမ်မဲခိုးထားတဲ့အရာတွေကိုတက်မတော်ကဥပဒေပေါင်းတဲ့အနေနဲ့တစင်ချင်းစီတမျိုးနယ်ချင်းစီမဲယုံတယုံချင်းစီအနေနဲ့အစပြန်ဖုံမယ်အဲ့ဒါကိုမှတာဝန်ရှိတာကရွေးကောက်ပွဲကော်မရှင်ရွေးကောက်ပွဲကော်မရှင်ကိုတာဝန်ယူရမှာတမရတမရဒီ NLD ပါတီရဲ့လက်အောက်ခံဘလို့ဖြစ်မလဲဆိုရင်ရွေးကောက်ပွဲကော်မရှင်ရဲ့ NLD ပါတီရဲ့သူတို့ပေါင်းပြီးတော့မဲလိမ်ပါရဲ့မဲခိုးပါရဲ့ဆိုတဲ့အကြောင်းတနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေကိုဝန်ခံရမှာပြည်သူတွေကိုဝန်ခံရတော့မယ် တည်သူတွေကမသိပေမဲ့အခုနိုင်ငံတကာကကျွန်တော်တို့ရွေးကောက်ပွဲကိုစောင့်ကြည့်နေ Free and Fair Election မဖြစ်ဘူးเนาะမြန်မာနိုင်ငံရွေးကောက်ပွဲကတရားမျှတရွေးကောက်မဖြစ်ဘူးဆိုနိုင်ငံတကာအနေပြောနေတာရှိတယ်အခုတက်မတော်ကလည်းဒီဒီတက်မယုံနေပြန်စစ်တဲ့အခါမှာနိုင်ငံတကာတန်ယုံနေတာစောင့်ကြည့်နေပြီကျွန်တော်တို့နိုင်ငံရွေးကောက်ပွဲကတရားမျှတမှုမရှိဘူးဆိုတာကို ICC ICC ရောက်စရာအကြောင်းမရှိဘူးကျွန်မပြောပြမယ်အဲ့ဒီ ICC အကြောင်းကိုအမျိုးတွေလာလာမေးကြလို့ပြောပြမယ်ကျမတို့မြန်မာနိုင်ငံ ICC ဖွဲ့ဝင်နိုင်ငံမဟုတ်ဘူးနောက်တစ်ခု ျမတို့မြန်မာတပ်မတော်ကတွန်းနိုင်ငံရဲ့အချုပ်ချာအာဏာအတွက်ဒုတာမွန်အကြီးဆုံးမှအတွက်လုံတင်လုံတိုက်တာကိုလုံတာဖြစ်တဲ့အတွက်နိုင်ငံတပ်မတော်ကလုံထားဖို့ဘယ် ICC ကမှလာပြီးတော့တရားယူပိုင်ခွင့်အရေးယူပိုင်ခွင့်မရှိဘူးအရေးယူပိုင်ခွင့်မရှိဘူးမြန်မာနိုင်ငံဒီအချုပ်ချာအာဏာပိုင်လွတ်လပ်တဲ့နိုင်ငံဖြစ်တယ် ICC ဖွဲ့ဝင်နိုင်ငံမဟုတ်ဘူးနော် ICC ဖွဲ့ဝင်နိုင်ငံတွေ EU နိုင်ငံတွေဒီမှာတို့တွေဟို CDR ကိုဝေစုကြနော်အမိကျက်အမိစားခေါင်းကျက်ခေါင်းစားနဲ့တို့ရောစီးရီးယားနိုင်ငံကိုခွဲယူရတာရှိတယ် ဒါဆိုလို့ရှိရင် ICC ဖွဲ့ဝင်နိုင်ငံတွေကအဲ့လိုလုပ်တာကို ICC ကဘာလို့အရေးမယူလဲအဲ့လိုအရေးမယူပဲနဲ့ကျမတို့မြန်မာနိုင်ငံကြာမှာကိုယ်နိုင်ငံအချုပ်အချာအာဏာအတွက်မြန်မာတမရုံကလုံတင်လုံထိုက်တာလုံထတာကို ICC ကနေလာပြီးတော့တရားစွဲမယ်အရေးယူမယ်ဆိုရင်ဘယ်သူမှလက်တင်ခံမှာမဟုတ်ဘူးဒါတရားများတတ်တဲ့နီလန်မဟုတ်ဘူးအဲ့လိုလုံနိုင်တဲ့အနေအထားမျိုးလည်းမဟုတ်ဘူးဟမ်ညီမအတမရောကိုနိုင်ငံတကာဖိအားဆိုတာနိုင်ငံတိုင်းမှာရှိရဲ့နိုင်ငံတိုင်းမှာနိုင်ငံတကာဖိအားရှိရဲ့ နိုင်ငံတကာဖိအားကြောက်ချင်ဖဲချောက်တယ်ကြောက်ရင်တော့မဗဟန်ကုတ်ကိုတော့လူတာပေါ့လေဒါမှမြန်မာအကြမ်းတော်ကိုဖိအားပဲပေးလို့ရမယ်တကယ်တမ်းထိထိမိမိဘယ်သူမှလာလို့မရဘူးအဲကြောင့်အဲ့ဒီ ICC ICJ တောင်းတွေကိုလည်းပဲနော် ICD ICD တောင်းတွေတော့မျိုးတွေစိတ်မပူနဲ့ဦးထေရောင်ကိုဘယ်တော့ဆက်မှာလဲဘာလို့မရလဲ UFTV နိုင်အောင်လို့လို့ရလားတမီးလဲ UFTV နိုင်အောင်လို့လို့ရမရကျွန်မမသိဘူးရှင့်အဲအခုပေါ့ အန်အန်ဒီကမဲနိုင်နိုင်မဲရအခုတို့မဲခိုးတဲ့အတွက်တန်ခိုင်ပါတီကမဲနိုင်နိုင်သလားအစိုးရဖွဲ့နိုင်သလားပေါ့နော်စောနာမေးလိုက်တဲ့လူတယောက်ရှိတယ်အဲ့ဒါလို့အတိအကျပြောလို့မရဘူးတကယ်လို့ဒီမဲလိမဲကိုတွေဖြည့်ရှင်းနိုင်နေဆိုရင်တော့ပြည်ထောင်စုပါတီကအစိုးရဖွဲ့နေတဲ့အနေထားရနိုင်တဲ့အနေထားရကျင်မှာရလိမ့်မယ်မရဖို့ဖက်ကများတယ်ဒါကျမတယောက်ထဲအမြင်ကျမတယောက်ထဲသုံးသက်ချက်ချင်းနေရာတခုကတော့ဒီ NLD ပါတီအစိုးရမဖြစ်ဘူးအစိုးရမဖြစ်ဘူးအဲအခုနိုင်ငံတော်က ဒီအမှုတွေဖြည့်ရှင်းပြီလို့ရှင်ဖြစ်နိုင်တဲ့အနေအထားရှိတာတမန်တော်ကွယ်ဦးစီးချုပ်ကနေပြီးတော့နော်တမရောကနေပြီးအရက်ဖက်အုတ်ချုပ်ရေးကိုပဲဒီထိပ်ပိုင်းကဒီနိုင်ငံကောင်းဆောင်လောက်ပဲအပြောင်းလဲလုပ်ပြီးတော့ကျန်တဲ့ဒီရက်ကြီးတွေမြို့နယ်တွေထွေအုပ်တွေစတဲ့ဒီရက်ကြီးတွေနဲ့မြို့နယ်တွေမှာကလက်ရှိလူတိုင်းပဲ နော်လက်ရှိလူတိုင်းပဲလက်ရှိအုပ်ချုပ်ရေးအတိုင်းပဲဆက်ပြီးတော့အုပ်ချုပ်မယ်အထက်ပိုင်းမှာပဲအဲအထက်ပိုင်းကအုပ်ချုပ်သူခေါင်းဆောင်လောက်ပဲပြောင်းမယ်ဆိုရင်ဒါစစ်အုပ်ချုပ်ရေးလိုမမြင်ဘူးတက်ကတော့အာဏာသိမ်းတယ်လို့မမြင်ဘူးအဲ့တော့ယာယီအာဏာကိုနိုင်ငံတော်ဖွဲ့စည်းပေါ်ခြေကမ်းမှုရဲ့ယာယီအာဏာထိန်းသိမ်းပြီးလို့ရှိရင်ဘယ်လောက်ကြာမလဲဆိုရင်3လအ ਨੇ ဆုံးက3လအများဆုံးက6လကြာပြီးရွေးကောက်ပွဲပြန်ကျင်းပနိုင်မယ်ကျင်းပဖို့အနေအထားမျိုးပဲရှိနေမယ်အဲပြည်ခိုင်မျိုးပါတီကမဲနိုင်နိုင်လားဆိုတာတော့အခုပေါ့အစိုးရဖွဲ့နိုင်လားဆိုရင်တော့မသေးကြဘူး ညွန်ပေါင်းညွန်ပေါင်းလည်းမဖြစ်နိုင်ဘူးလက်ရှိအခုလိုမျိုးနိုင်ငံရေးအကဲဆက်နေပြီအခုနိုင်ငံရေးအကဲဆက်နေပြီအရှုပ်ရှင်းနေဖြစ်နေတဲ့အချိန်မှာညွန်ပေါင်းဖွဲ့ပေါ်စားလို့တော်တော်ကြီးကိုစိတ်ကူးရင်ဆန်ရပြားလိမ့်မယ်နော်ကျမအမြုံပြောတာနော်ညွန်ပေါင်းဖြစ်ဖို့လည်းအလားအလာမရှိဘူးညွန်ပေါင်းဖွဲ့နိုင်တဲ့အနေအထားမျိုးလည်းမရှိဘူးဒီကျမဖက်ဒရယ်ဘေးလို့လည်းမရဘူးရှင်ဒီထဲမှာထားရမပါတာပဲရှိရလားမထင်နေမိပြန်တော့ပဲဟုတ်ကဲ့ပါ ွှေဒီကုံဖះဘယ်တော့ဖွင့်မလဲညီမလေးကျွန်တော်တို့ရန်ကုန်မှာနေတဲ့လူတွေတော့မသိရသေးဘူးရှင်ရွှေဒီကုံဖះဘယ်တော့ဖွင့်မလဲဆိုတော့ဟုတ်ကဲ့ဦးထေးအောင်အကြောင်းကဦးထေးအောင်ကိုစပြီးတော့ဖမ်းသွားတာမှတ်မိလားရှစ်လပိုင်း20ရက်နေ့မှာဦးထေးအောင်စပြီးဖမ်းသွားတယ်အရှေ့ပိုင်းခရံတရားသူကြီးဦးမြင့်ဟန်က6လအတွင်းမှာအမှုဆင့်မယ်လို့ပြောတယ်နော်၈လပိုင်း20ရက်မှာဖမ်းသွားတယ်၉လပိုင်း20ရက်၁၀လပိုင်း20ရက်၁၁လပိုင်း20ရက်၁၂လပိုင်း20ရက်ခု၄လကျော်သွားပြီ စနလာပိုင်း20တလာပိုင်း20နှစ်လပိုင်း20နှစ်လပိုင်း20ရနေကြရင်6လသူပြောတယ်6လပြည့်ပြီအမျိုးတွေကသိရှိသီးခံပြီးစောင့်မှာနှစ်လပိုင်းထိပဲအဲ့ဒီနှစ်လပိုင်းထိစောင့်လို့နော်နှစ်လပိုင်းထိစောင့်လို့ဥထေအောင်မှုကိုရုံးထုတ်လိုက်ပြီဆိုတာနဲ့ဥထေအောင်ပြောသလို NLD ပါတီကပြီးပါထောက်ပံ့ယူထားတယ်ဆိုရင်အဲ့ဒီပါတီကိုဖျက်သိမ်းရတော့မယ် NLD ပါတီဖျက်သိမ်းနိုင်လားလို့စောင့်တာအမျိုးတယောက်မေးတယ် NLD ပါတီဖျက်သိမ်းရမယ် NLD ပါတီဖျက်သိမ်းရမယ်ဘာလို့လဲဆိုတော့သူတို့ကပြီးပါထောက်ပံ့ယူထားလို့ဟုတ်ကဲ့ပါ အယုရှိဝဲကနေလီပင်းလေးတက်ကိုချကျွေးလိုက်ပါဗျာတဲ့ကြိုက်ပါစေသူတို့ကြိုက်နိုင်ရင်လည်းခွေးဦးကောင်းပါရင်တမုန်းတဲပါပဲရှင်ဟုတ်ကဲ့မဘူးတူရေနိုင်ငံခြားကဘာပြောရလဲနိုင်ငံခြားကရွှေနေကြတာစားဖက်လို့မရဘူးရှင်အဲ့ဒါဟုတ်လားတဲ့နိုင်ငံခြားကနေ နိုင်ငံသားအနေရှင်းနေလာမယ်ဆိုတော့ဟုတ်လားနိုင်ငံတကာရှင်းနေများအသိအဲဒါကနိုင်ငံတကာရှင်းနေများအသိလာပြီးဝင်ဆွဖတ်မယ်ဝဝင်မှုပေါ့နော်အထူးသဖြင့်ဘင်္ဂလီကျော်မင်းရဲ့တမင်ဝဝင်မှုနိုင်ငံတကာဆိုတာကနိုင်ငံတကာဖိအားပေါ့အခုနိုင်ငံတကာရှင်းနေတဲ့နိုင်ငံတကာကရွေးကောက်ပွဲတရားမမျှတမှုကဒီလိုဒီလိုရှိတယ်ဆိုဝေဖန်လို့ပဲရမယ်ထိန်းကြောင်းလို့မရဘူးနိုင်ငံတကာရှင်းနေတွေလာမယ်ဆိုလို့ရှိရင်လည်းသူတို့ကကျမတို့ရွေးကောက်ပွဲကိုထိန်းကြောင်းလို့ပဲရမယ်ဘယ်လိုလုပ်ပါဘယ်လိုလုပ်ပါလို့အမိန်ပေးလို့မရဘူး ဘာလို့လဲဆိုတော့ကျမတို့နိုင်ငံကိုလိုနီလောက်ခံမဟုတ်ဘူးတီချာလို့လက်တဲ့နိုင်ငံကိုပိုင်ချုပ်ချာအာဏာပိုင်နိုင်ငံဖြစ်တယ်။ဒါကြောင့်ဘယ်နိုင်ငံတကာရှေ့နေပဲလာလာအာတူးပြပြလာလာဘာလို့မှ view ဆိုင်ချာမလုပ်ဘူးရှင်။ဟုတ်ကဲ့ပါ။ဗာမေးရုံးလဲ။မင်္ဂလာပါဟုတ်ကဲ့ပါရှင်။အဲ့ဒါမှယူချင်တယ်။ကဲဗာမေးကြအောင်လဲ။ ုတ်ကဲ့ခေါ်လို့ရပါတယ်ရှင်ဒါရွေးကောက်ပွဲဒါကျမနေနိုင်ပုံနော်အဖုံးဆက်ပြီးတော့မြို့ပါတာတတန်းနေဆိုရမဖွဲ့နိုင်ရင်ပဲရပါပြီညီမလေးဟုတ်ပါတယ်အဓိကအားရပဲအဓိကဒီမှာအခုချိန်မှာပြီခံပြိုးနိုင်နိုင်လားမနိုင်နိုင်လားကျမတို့စိတ်ဝင်စားအောင်အဓိကက NND ပါတီဒီအီရှင်မရှိဘူးဟိုဆိုရ တည့်ရက်အနေနဲ့နိုင်ငံကိုတိုးတက်အောင်လုပ်နိုင်တဲ့ NLD ပါတီမှာတော့ဆန်းစုကြည်အပေါင်းနဲ့တပါတီလုံးမှအခြေချင်းမရှိဘူး။ဒါကြောင့်မို့ဒီအခြေချင်းမရှိတဲ့လူတွေကိုနိုင်ငံမှာထပ်ပြီးတော့အစိုးရတည့်ရက်ထပ်ပြီးမဖြစ်စေချင်ဘူး။မဖြစ်စေချင်ဘူး။ကျမတို့ကျမတူတောက်တဲ့ဆန္ဒရ။ဒါကြောင့်မို့လို့မဖြစ်စေချင်တဲ့အစိုးရဘက်ကအခုမဲလိမ်မဲခိုးတွေကြောင့်မဖြစ်နိုင်တော့ဘူး။မဖြစ်နိုင်တဲ့အပြင်တို့တွေကတရားစွဲခံရမယ်အေးအေးယူခံရမယ်တို့တို့ကိုအေးအေးယူခံပြီးတော့ဥပဒေ